ဒီနေ့ခေတ်ရဲ့နေပညာလောကကတော့တရက်ထက်တရက်တော်တော်လေးစိတ်ဝင်စားစရာကောင်းလာနေပြီးတော့တိုးတက်မှုတွေကလည်းအများကြီးကိုဇက်တိုက်ဖြစ်ပေါ်နေပါတယ်။ပထမအဦးဆုံးအနေနဲ့တော့လူသိအများဆုံးဖြစ်တဲ့ ChatGPT ကတော့သူတို့ရဲ့လုံဆောင်နိုင်စွမ်းတွေကိုအများကြီးမြင့်တင်လိုက်တာတွေ့ရပါတယ်။အခုဆိုရင် तू ကရှုပ်ထွေးနေတဲ့သူ့ဒေသတွေကိုတော့ PDF ဖိုင်နဲ့ export လုပ်ပြီးတော့ save ထားနိုင်ပြီဖြစ်ပါတယ်။လုပ်ငန်းသုံး software company တစ်ခုဖြစ်တဲ့ Salesforce ကတော့ AgentSmall ဆိုတဲ့ AI အသစ်လေးကိုမိတ်ဆက်လိုက်ပါတယ် နာမည်က small လို့ဆိုပေမဲ့လုပ်ငန်းနယ်ပယ်တွေကခေါင်းကိုက်เสียပြဿနာကြီးတွေကိုဖြေရှင်းပေးနိုင်တဲ့အထိစွမ်းဆောင်ရည်ကောင်းတယ်လို့ဆိုထားပါတယ်။ Google ရဲ့ AI ဖြစ်တဲ့ Gemini ကတော့သူ့ရဲ့နယ်ပယ်ကိုတဖြည်းဖြည်းနဲ့ချဲ့ထွင်လာနေပါတယ်။အခုဆိုရင်ဖုန်းတွေအပြင်နားရည်တွေ TV တွေနဲ့ AR VR headset တွေထဲမှာပါထည့်သွင်းလာတော့မယ်လို့သိရပါတယ်။ ဒါကြောင့်ကျွန်တော်တို့ရဲ့နေစဉ်ဘဝတွေကိုဂျမနာယာဘလိုတွေဝင်ရောက်လာမလဲဆိုတာလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်။လူငယ်တွေချားမှာရေပန်းစားနေတဲ့ပေါ့ဖော်ကြီးရဲ့ TikTok ကလည်း AI Alive ဆိုတဲ့ feature အသစ်ကိုမိတ်ဆက်လိုက်ပြန်ပါတယ်။ဒီ feature ဓာတ်ပုံတွေကိုတပ်ဝင်လှုပ်ရှားစေနိုင်တယ်လို့ဆိုပါတယ်။နောက်ဆုံးတစ်ခုကတော့ Tesla ရဲ့ Bluetooth ဆက်ရုပ်ဖြစ်တဲ့ Optimus အကြောင်းမှာအရင်တော့ဆိုရင်ဖြည်းဖြည်းလေးလေးလှုပ်ရှားနေတာကိုတွေ့ခဲ့ကြရပါပဲ။အခုနောက်ပိုင်းမှာတော့တော်တော်လေးကိုတွတ်တွတ်လက်လက်ကောက်ခုံနိုင်တဲ့အထိတိုးတက်လာပါပြီ။ မကြခင်မှာပဲတကယ်အပြင်အလုပ်တွေထဲမှာ Optimus တွေကိုတွေးမြင်လာရတော့မယ်လို့လည်းမျှော်လင့်ရပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာမိတ်ဆွေတို့နဲ့အတူတူအသေးစိတ်ဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ AI Learning မြန်မာအနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အရင်ဆုံးတော့ Gemini ရဲ့တိုးတက်မှုတွေအကြောင်းကိုတွားကြည့်ကြရအောင်ပါ။ Android phone တွေမှာဆိုရင် Gemini ကတော်တော်လေးကိုလူကြိုက်များနေပြီဆိုတော့ကျွန်တော်အနေနဲ့ပြောပြနေဖို့တော့လုံမယ်မထင်ပါဘူး။ဒါပေမဲ့ Google ကတော့ဒီအဆင့်လောက်နဲ့ကျေနပ်မနေပါဘူး။အခုဆိုရင်တခြား device တွေထဲမှာပါ Gemini ကိုအသုံးချနိုင်အောင်စီစဉ်ပေးတော့မယ်လို့သိရပါတယ်။မကြာခင်မှာပဲကျွန်တော်တို့ရဲ့ smart watch တွေထဲမှာ Gemini ကိုသုံးနိုင်တော့မယ်လို့ဆိုပါတယ်။ဥမာမိတ်ဆွေကမီးဖို့ကြောင်ထဲမှာတစ်ခုခုချက်နေလို့လက်ပေနေမယ်ဆိုရင်ဖုန်းကင်ဖို့လည်းအဆင်ပြေမှာမဟုတ်ပါဘူး။ ဒီလိုအချိန်မျိုးမှာမိတ်ဆွေရဲ့ smart watch ကနေတဆင့်ဂျမနိုင်းနဲ့စကားပြောပြီးဖုန်းကင်ဖို့အကူအညီတောင်းနိုင်တော့မှာဖြစ်ပါတယ်။မိတ်ဆွေရဲ့ local number ကိုမှတ်ထားပေးခိုင်းတာမျိုးဒါမှမဟုတ် gym store နေတော့မှာဘေးကတငယ်ချင်းပြောပြသွားတဲ့စားတောက်ဆိုင်အကြောင်းမေးမြန်းတာမျိုးတွေကိုဖုန်းထုတ်ပြီးပို့နေစရာမလိုဘဲနဲ့လှုပ်လာနိုင်တော့မှာဆိုတော့တော်တော်လေးအဆင်ပြေသွားလိမ့်မယ်လို့ထင်ပါတယ်။လောလောဆယ်ဂျမနာယာမြန်မာလိုရေးတဲ့ဖတ်တတ်နေပေမဲ့မြန်မာလိုတော့မပြောတတ်သေးတာကြောင့်မို့လို့အီးလိုပြောနိုင်ဖို့တော့လိုအပ်နေအောင်ပါ ါအပြင်ဂျမနာရ Android Auto ရဲကိုလည်းရောက်ရှိလာတော့မှာပါဒါကတော့တကယ်ကိုမိုက်တဲ့ feature တစ်ခုလို့ပြောလို့ရပါတယ်အရင်အလို comment တွေအတိအကျ like ပေးနေစရာမလိုတော့တာမျိုးအူမကားမောင်းသွားရင်လည်းနီးစက်ရစီဆိုင်ကိုရှာခိုင်းလိုက်တာမျိုးဝင်လာတဲ့ message အကြောင်းကိုပြောပြခိုင်းတာမျိုးတွေကိုပါလုံဆောင်ပေးနိုင်တော့မယ်လို့သိရပါတယ်။ဒါအပြင်ကျွန်တော်အရင်ကမိတ်ဆက်ပေးခဲ့ဘူးတဲ့ Android XR တွေမှာလည်း Gemini ရအစွမ်းပြအောင်မှမလို့တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့အနာဂတ်တစ်ခုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ Safeos ကတော့ community တော်တော်များများရင်ဆိုင်နေရတဲ့အရေးကြီးတဲ့ပြဿနာတစ်ခုဖြေရှင်းပေးဖို့ကြိုးစားနေပါတယ်။အဲ့ဒါတော့ Enterprise AI တွေကိုအသုံးပြုတဲ့အခါမှာ GPU အသုံးပြုကတွေဈေးကြီးတာနဲ့ data privacy ဆိုင်ရာစိုးရိမ်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ဒီပြဿနာတွေကိုဖြေရှင်းပေးဖို့အတွက် Xgen Small လို့ခေါ်တဲ့ AI model အသစ်တစ်ခုကိုမိတ်ဆက်လိုက်ပါတယ်။ဒီ model ကအထူးသဖြင့်တော့ကုန်ကျစရိတ်တက်တာပြီးတော့စွမ်းဆောင်ရည်ကောင်းတဲ့ AI solution ကိုလိုအပ်နေတဲ့လုပ်ငန်းတွေအတွက်အထူးပြုလုပ်ထားတာပါ။ သူတို့ကအရင်အမြစ်အများကြီးလိုအပ်တဲ့ moral ကြီးတွေကိုချဲ့ထွင်မဲ့အစားစန့်ကျင်ဘက်နီလန်းကိုပဲရွေးချယ်ခဲ့ပါတယ်။တင်းငယ်ပေမဲ့စွမ်းဆောင်ရည်အပြည့်အဝရှိတဲ့ AI တခုကိုဖန်တီးလိုက်တာပါ။အဲဒီမှာအဓိက view ဟာတော့ hardware လိုအပ်ချက်ကိုရှော့ချဖို့အတွက် moral ရဲ့အရွယ်အစားကိုတင်းငယ်အောင် လုပ်ထားပြီးတော့ context processing စွမ်းရည်ကိုတော့အများကြီးမြင့်တင်ထားတာပါ။ Asian Small ကရှုပ်ထွေးလာတဲ့လုပ်ငန်းသုံးလှုပ်ဆောင်ချက်တွေအတွက်တော့တင့်လျော်တဲ့ Bus Time Model တစ်ခုဖြစ်လာမယ်လို့ဆိုနေကြပါတယ်။ပေါ့ဖော်ကြီးရဲ့ TikTok ကတော့စိတ်ဝင်စားစရာကောင်းတဲ့ feature အသစ်တစ်ခုကိုမိတ်ဆက်လိုက်ပြန်ပါတယ်။အဲ့ဒါတော့ AI Alive လို့ခေါ်ပါတယ်။ဒီ feature ကတော့မိတ်ဆွေတွေရဲ့တာမန်ဓာတ်ပုံတွေကိုလှုပ်ရှားတောက်ဝင်တဲ့ immersive video တွေအဖြစ်နဲ့ TikTok Story ထဲမှာဓာတ်ရိုက်ပြောင်းလဲပေးမှာပါ။ဥပမာမိတ်ဆွေကအရန်လှတဲ့ sunset ဓာတ်ပုံတစ်ပုံကိုရိုက်ထားရဲဆိုရင် AI alive ကအဲ့ဒီဓာတ်ပုံကိုအယောင်တွေအမျိုးမျိုးပြောင်းပြနေတာမျိုးတိန်နေရွေရှားပြပေးတာမျိုးလှိုင်းတန်တွေပါဝင်တဲ့တဝင့်လှုပ်ရှားတဲ့ဗီဒီယိုတစ်ခုဖြစ်နေပါဖန်တီးပေးမှာပါဒါတွေမကသေးပါဘူးမိတ်ဆွေနဲ့တငယ်ချင်းတွေရဲ့ group selfie ပုံတွေကိုလည်းတဝင့်လှုပ်ရှားတဲ့အမှတ်တရဗီဒီယိုလေးတွေအဖြစ်နဲ့ပြောင်းလဲပေးနိုင်ပါတယ်ဒါပေမဲ့ security အတွက်တော့ဒါ AI ကဖန်တီးထားတဲ့ဗီဒီယိုဖြစ်ကြောင်းကိုလူတိုင်းသိနိုင်အောင်လို့ AI generated label ကိုပါတက်ပေးထားမှာပါလို့ဆိုပါတယ် တကယ်လို့တစုံတယောက်ကဒီဗီဒီယိုဒေါင်းလုဒ်လုပ်ပြီးတော့တခြား platform တွေမှာတင်သုံးရင်တောင်မှပဲဒါ AI ကဖန်တီးထားတဲ့ content ဆိုတာကိုအမြဲတမ်းသိနေနိုင်အောင်လို့ background နဲ့ meta data တွေကိုပါထည့်သွင်းပေးသွားမယ်လို့လည်းကြေညာထားပါသေးတယ်။ Elon ရဲ့ Tesla ကတော့သူတို့ရဲ့ Bluetooth ဆက်ရုပ်ဖြစ်တဲ့ Optimus ရဲ့ video အစ်တစ်ခုကိုထုတ်ဖော်ပြသလိုက်ပါတယ်။အဲ့ဒီ video ထဲမှာ Optimus ကတော်တော်လေး detail ကြတဲ့ကောက်ွက်တွေကိုတော်တော်လက်လက်ပဲကပြနေတာကိုတွေ့ရပါတယ်။ တကယ်တော့ဒီလိုကောက်ခုံနိုင်တာဆက်ယုံအလုံးယုံတွေအတွက်တော့အရေးကြီးတဲ့လုံဆောင်ချက်တစ်ခုမဟုတ်ပါဘူး။ဒါပေမဲ့ Tesla ရဲ့ရည်ရွယ်ချက်က Optimus ရဲ့တိုးတက်လာတဲ့တွက်လက်မှုတိကျတဲ့လှုပ်ရှားမှုတွေနဲ့တဘာဝကျတဲ့လှုပ်ရှားနိုင်စွမ်းတွေကိုပြသခြင်းနေပုံရပါတယ်။ Tesla Robotics ဌာနရဲ့အကြီးအကဲဖြစ်တဲ့ Milan Kovac ကပြောသွားတာကတော့ဆက်ရောက်ရဲ့ကားကွက်တွေကို reinforcement landing လို့ခေါ်တဲ့နည်းပညာကိုအသုံးပြုပြီးတော့ simulation နေနဲ့လေ့ကျင့်ပေးခဲ့တာလို့ဆိုပါတယ် ဒီဗီဒီယိုကြည့်လိုက်မယ်ဆိုရင်တော့ဆက်ရုပ်မှာကြိုးတန်းတန်းကြီးချိတ်ထားတာကိုတွေ့နိုင်ပါတယ်ဒါပေမဲ့အဲ့ကြိုးကတော့ဆက်ရုပ်ဟန်ချက်ပြတ်ပြီးမှပြုတ်ကြတာမျိုးအမှားယွင်းတစ်ခုခု ဖြစ်တာမျိုးတွေဖြစ်လာခဲ့ရင်ပျက်စီးမှုမဖြစ်အောင်ကာကွယ်ဖို့အတွက်ပဲလို့သိရပါတယ်ဒီလိုကတော့လာမယ့်တစ်နှစ်နှစ်နှစ်အတွင်းမှာပဲ Tesla စက်ရုံတွေထဲမှာဒီစက်ရုံပေါင်းထောင်နဲ့ချီပြီးတော့အသုံးပြုဖို့အစီအစဉ်ရှိကြောင်းပြောထားခဲ့ပါတယ် ဒါအပြင်သူ့မှာစက်မှုလုပ်ငန်းတော့အပြင်တခြားသောရင်မှန်းချက်တွေလည်းရှိပါသေးတယ်။ Optimus ဆာမကြခင်မှာကျွန်တော်တို့ရဲ့နေစဉ်ဘဝတွေကိုရောက်ရှိလာပြီးတော့အိမ်မှုကိစ္စတွေဖြစ်ကြတဲ့မျက်ရိပ်တာမျိုး၊ဈေးဝယ်ပေးတာမျိုး၊ခွေးချောင်းပေးတာ၊ခလေးထိန်ပေးတာမျိုးတွေတော့လှုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့သူကမျှော်လင့်ထားပါတယ်။ ChatGPT ရဲ့ Deep Research Feature ကတော့သုံးစွဲသူတွေတော်တော်လေးအကြိုက်တွေ့ခဲ့ကြပါတယ်။ ဘလို့ခေါင်းစဉ်မျိုးပဲဖြစ်ဖြစ်အသေးစိတ်ပြီးကောင်းမွန်တဲ့အစီရင်ခံစာတွေကိုဆွဲထုတ်ပေးနိုင်တာကြောင့်သူတေသနာလုပ်ငန်းတွေရဆလို့ခရီးစဉ်တွေရွေးဆွဲတာ customer review တွေကိုကြည့်တာစသဖြင့်အားလုံးအတွက်အဆင်ပြေခဲ့တယ်လို့ဆိုပါတယ်။ဒါမဲ့အရင်တော့ကတော့ဒီလိုအစီရင်ခံစာတွေကိုစနစ်တကျတင်ဆက်တာ export ထုတ်တာမျိုးတွေမှာအခက်အခဲရှိခဲ့ပါတယ်။ အခုတော့ open ai ကသူတို့ရဲ့ update အသစ်မှာ deep research report တစ်ခုလုံးကိုတည်တည်တတ်တတ် format ချထားတဲ့ pdf file ဖြစ်နေတဲ့ diet export လုပ်နိုင်တော့မယ်လို့ဆိုပါတယ်ဒီ pdf file တွေကလည်း professional ကြကြတိစောက်ထားပြီးတော့ရုပ်ပုံတွေဇာတ်ရည် link တွေနဲ့အသုံးပြုခဲ့တဲ့ source တွေအားလုံးရဲ့ reference တွေကိုပါရှင်းရှင်းလင်းလင်းထည့်ပေးသွားအောင်မယ်လို့သိရပါတယ်ဒီ export feature ကိုတော့ ChatGPT Plus subscriber တွေအတွက်ကဘာတဝမ်းလုံးမှာအခုပဲအသုံးပြုနိုင်နေပြီလို့ဆိုပါတယ် ဆိုတော့ဒီသတင်းတွေကနေ AI နေပညာလုပ်ငန်းသုံးနယ်ပယ်မှာရောကျွန်တော်တို့ရဲ့ပုံမှန်နေစဉ်ဘဝတွေမှာပါတဖြည်းဖြည်းနဲ့ပို့ပြီးအရေးပါလာတာကိုတွေ့မြင်နိုင်ပါတယ်နောက်ထပ်ဘလို့တိုးတက်မှုမျိုးတွေပေါ်ပေါက်လာအောင်လဲဆိုတာကလည်းတဖြည်းဖြည်းစိတ်ဝင်စားဖို့ကောင်းလာပါတယ်ဒီပေါ်မှာမိတ်ဆွေတွေရဲ့သုံးသက်ချက်လေးတွေကိုလည်းကိုမတ်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်။